မင်္ဂလာပါဒီနေ့ရဲ့စီစဉ်တဲ့ဖက်လေးကြိုဆိုပါရစေ။ဟုတ်ကဲ့မင်္ဂလာပါ။ဒီနေ့ကျွန်တော်တို့အတူတူလေးလာဆန်းစစ်ကြည့်ဖို့ရွေးထားတာကသရိုလိကို အထွေပွားစရာကောင်းတဲ့ဆောင်းပွားတစ်ပုဒ်ပါ။ခေါင်းစဉ်က Silence Broken Buddhist Faith and the Tyranny of Noise Dead ။မ်မြန်မာလူတိုင်းဘာသာပြန်ရင်တော့တက်စိတ်ချင်းကိုဖျက်ဆီးခြင်းဘုရားဘာသာယုံကြည်မှုနဲ့ဆူညံတန်ရဲ့ဖိနှိပ်မှုဆိုတဲ့သဘောမျိုးတက်ရောက်တယ်နော်။ဟုတ်ပါတယ်။ နာမည်ကူကတော်တော်လေးပြင်းထန်တယ်။ဒီဆောင်းပွားကတကယ့်ကိုအဓိကကြတဲ့မိခွန်တစ်ခုကိုဆွဲထုတ်ပြထားတယ်။အဲ့ဒါကပါလဲဆိုတော့ဟုတ်ကဲ့မစ္စဖက်ရှင်ကိုတိုရိုင်းကတက်ဆစ်ငင်းထချင်းကိုအင်မတန်တံပိုးထားခဲ့တယ်လေ။တောတောင်လေးလိုစိတ်ငင်ရမှာပဲအမန်တရားကိုရှာဖွေခဲ့တာဟုတ်ပါတယ်ဒါမဲ့ဒီနိခက်မှာဖျားကံဆောင်ကိုလိုက်နာပွားတယ်ဆိုတဲ့လူတို့ချို့ရဲ့အဖြူမူဒီအထူးသဖြင့်အတန်ချဲဆက်တွေကိုမစင်မချင်းတုံးနေကြတာတွေက အဲဖျားရှင်ရဲ့မူလရည်ရွယ်ချက်နဲ့ဘလို့များဒီလောက်တောင်ကွယ်လွဲနေရတာလဲဆိုတဲ့အချက်ပဲอืมအဲ့ကွယ်လွဲမှုကိုပဲသူကအဓိကမြေမောင်းထိုးပြချင်တာဒီတော့လေဒီဆောင်းပါးကိုအခြေခံပြီးတော့ဒီအတန်ဆူညံမှုတွေရဲ့နှုတ်ွယ်ကစိတ်တက်တည်လူတွေပေါ်ဘလို့တယောက်မှုတွေရှိနေတယ်လဲပြီးတော့ဘသူတွေမှာတာဝန်ရှိတယ်လဲဆိုတာကိုနက်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 ဆွေးနွေးကြည့်ရပါဘောကောင်းပါပြီကဲဒီအချောင်းကိုထုချင်းစီတခြားခွဲချက်စိတ်ဖျားကြည့်ကြရတာဘောဟုတ်ကဲ့ပထမဆုံးအနေနဲ့ဒီဆောင်းပါးမှာဖော်ပြထားတဲ့အဓိကကြတဲ့ we road ဒီ အဲအကြီးမားဆုံးကွက်လက်ချက်ကိုပဲကြည့်ကြည့်အောင်ဟုတ်ကဲ့ဆမ္ဘာအစမှာတင်ရှင်းရှင်းလင်းလင်းပြောထားတယ်မြတ်စွာဘုရားဟာတိတ်ဆိတ်ခြင်းကိုမျက်နိုးတယ်စိတ်ငင်ခြင်းမှာဒုက္ခတွေ့တယ်ဆိုပြီးတော့ပေါ့ဟုတ်ပါတယ်အဲ့ဒီအချက်ကိုဆမ္ဘာရှင်ကပိုပြီးလင်းနှံ့အောင်ရှင်းပြထားသေးတယ်တရားတော်ရဲ့အနှစ်သာရဆိုတာကတိတ်ဆိတ်ခြင်းနဲ့စိတ်တည်ငင်ခြင်းတမာတိပဲလို့ဆိုထားတယ်လေอืมမြတ်စွာဘုရားကဆုညံတာသူတစ်ပါးကိုအနောက်အရှိဖြစ်စေတာမျိုးကိုဘယ်တော့မှမအားမပေးခဲ့ဘူး တော့ရကြောင်းလီတစ်ပင်အောက်တီမှာကိလေသာငြိမ်းရာကိုရှာခဲတာကတက်တည်ပဲပေါ့ဟုတ်တယ်ကပိမေဝန်းနီးဆရာကောင်းတာကအခုလရှိမမမြင်တွင်းနေရတဲ့ဘာတာဝင်တချို့ရဲ့လောက်ရက်တီကအဲ့ဒီအခြေခံတရားနဲ့လုံးဝကိုပြောင်းပြန်ဖြစ်နေလို့ဆုံးမရှင်ကထောက်ပြထားတာပါဟုတ်တယ်ပြောင်းပြန်ဖြစ်နေတဲ့ဆိုလာထက်ကိုပိုးပြီးပြင်းထန်တဲ့စကလုံးနဲ့တုံးထားတာတွေ့ရတယ်ဆောင်းမထဲမှာလေဗောဓဘာတာတွေဟာအရှက်တိခါမရှိကြတော့ဘူးလား ဆိုပြီးတော်တော်လေးပြင်းပြင်းထန်ထန်မေးခွန်းထုတ်ထားတာဟုတ်ကဲ့အဲ့ဒီအတွန်းအုံးကတော်တော်လေးပြင်းပါတယ်ဒီအတွန်းအုံးကယုတ်တိရချလိုက်ရင်တော့ဟိုပြင်းလွန်းတယ်ဘာသာရေးတစ်ခုလုံးကိုစော်ကားတယ်လို့တောင်ထင်စီရပဲစောင်းမရှင်ကဘာကြောင့်ဒီလောက်ထိပြင်းထန်တဲ့စကားလုံးကိုတုံးဝဆုံးပြခဲ့တယ်လို့ထင်ပါတယ်လေဒါလေစာဖတ်သူကိုတမင်တကာတုံလုတော့အောင်ရေးတဲ့ပုံစံလို့မြင်ပါတယ်ပြထနာကလူတွေလိလူယူထားလို့မရအောင်ကြီးမားနဲ့ဆိုင်နေပြီဆိုတာကိုသူကမိမောင်းထိုးပြခြင်းတဲ့သဘောပါ ဟွန်းတရီပေခေါင်းလုံးထိုးတဲ့သဘောမျိုးပေါ့ဟုတ်တယ်ပျော့ပျော့ပြောင်းပြောင်းပြောနေလို့အရာမထင်တော့ကိုဒီပြဿနာရဲ့အရေးကြီးမှုကိုအားလုံးသတိထားမိအောင်တက်လန့်လိုက်တဲ့သဘောလိုယူဆရပါတယ်ကောင်းပြီဒါဆိုရင်ဒီဆူညံမှုတွေရေမိကဘယ်ကလာတာလဲဘလူးလူတွေကဘာစိတ်ဓာတ်နဲ့လုံနေကြတာလဲဆိုတာကိုစัจကြည့်ကြတာပေါ့ဆောင်းပါမှာတော့အဓိကအားဖြင့်ဖုန်ကြီးကြောင်းတဲ့နဲ့ဖျားစီတီတွေကို လက်ညှိုးထိုးထားတယ်ဟုတ်တယ် အတန်ချက်ဆက်တီကနေပေါ့ဟုတ်တယ်ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါပဲအဲ့ဒီလိုလူရက်တီရဲ့နောက်ွယ်ကစိတ်ပိုင်းဆိုင်ရာအကြောင်းတရားကိုသူကခွေးချမ်းစိတ်ပြပြထားတယ်ဟုတ်ပါတယ်စောင်းမိုးမှာတုံးသက်ပြထားတဲ့စိတ်တဘောထားကတော်တော်လေးကိုထိမိတယ်စိတ်ဒီပူထိုးတွေကိုအုပ်ချုပ်တဲ့ဂေါ်ဖကအခွဲဝင်းတချို့ကိုရည်ညွန်းပြီးဖျားမော်ကဓာတ်ဆက်ကြီးနဲ့အတန်ကုန်ခွင့်ပြီးရက်ွက်ကိုနှိမ့်ဆက်နေကြတယ်လို့တိုက်ရိုက်ကိုရေးထားတာအော်တော်တော်တိုက်ရိုက်နိုင်တယ်ရေးတာပဲဟုတ်တယ် ူတို့ဘာကတော့တာသနာပြုနေတာတရားလူပေးနေတာလို့အကြောင်းပြနိုင်ပေမဲ့တကယ်တမ်းမှာတော့ဒါဟာကိုချင်းစာတရားကင်းမဲ့မှုပဲလို့ဆောင်းမရှင်ကဝေဖန်တယ်။อืมအဲ့ဒီထက်ပိုပြီးတော့အံ့ဩစရာကောင်းတာကယဟန်တချို့ရဲ့ပြောစကားဆိုပြီးကိုကထားတာပဲ။ဟုတ်လားဘယ်လိုကိုကထားတာလဲ။ငါဘာသာငါကြောင့်မှငါပေါင်နဲ့ငါတဆန်နဲ့ငါဖွင့်တာဘယ်သူကဂူရုဆိုင်ရမလဲဆိုတဲ့စကားမျိုးကိုကိုကဖော်ပြထားတယ်။ဝေါအဲ့ဒီစကားကတော်တော်လေးပြင်းထန်ပြီးအံ့ဩဖို့ကောင်းတယ်။ ဒါကတိကျဖြစ်ချက်တစ်ခုကိုပဲပြောတာလားဒါမှမဟုတ်ဒီလိုစိတ်သက်ကပိုပြီးကြဲကြဲပြန်းပြန်းရှိနေတယ်လို့စောင်းမရှင်ကဆိုလိုချင်တာလားတောင်မရဲ့ရေးသားအရတော့ဒါဟာတူတူယောက်သေးရဲ့သဘောထားမဟုတ်ပဲတော်တော်များများမှမစ်တွေနေတဲ့စိတ်သက်တစ်ခုအဖြစ်ပုံဖော်ထားတယ်။သူကဒါကိုဘာသာရေးအမိခံ အတ္တလို့သုံးလုံးထားတယ်။ဘာသာရေးအမိခံအတ္တစိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်တယ်။ဘာလို့လဲဆိုတော့ ကိုယ်တို့ရဖို့လုပ်တဲ့အလုပ်တစ်ခုကနေဘလို့လို့အတဆန်တဲ့စိတ်ပြဖြစ်ပေါ်လာတာလဲ။ဆောင်းမမာတော့ဒါကိုအာနာပြခြင်းတဲ့စိတ်ကိုအဖွန်ကြီးရဲ့ဩဇာလွှမ်းမိုးမှုကိုပြခြင်းတဲ့စိတ်နဲ့ဆက်ဆက်ပြထားတာတွေ့ရတယ်။ဒါဆိုရင်ဒါကတရားလူပေးတာသာသနာပြုတာဆိုတဲ့မူလရွေးချက်ထက်ငါတို့ဒီမှာရှိတယ်ငါတို့အတန်ကိုမင်းတို့အားလုံးနားထောင်ရမယ်ဆိုတဲ့နေမြပိုင်ဆိုင်ခွင့်ကိုပြတဲ့သဘောမျိုး territory marking လုပ်တဲ့သဘောမျိုးဖြစ်သွားတာပေါ့အတိအကျပဲအဲ့လိုလိုလိုဒီကဘာသာရေးအဆောက်အဦတွေရဲ့မူလရွေးချက်ဖြစ်တဲ့ လူတွေအတော့အိတ်ချမ်းရခိုးလို့ရဆွဲပွန်လေးကိုပျောက်ွယ်စေသည်ပုံချင်းကိုဒုက္ခပေးနေညာရှောင်းရမင်းညာဖြစ်အထင်မှရှိတယ်လူဆောင်ပါမဆိုတာပေါ့ဟုတ်ပါရဲ့ကျွန်တော်ဒီဆောင်ပါကိုဖတ်လိုက်ရတဲ့အခါတော်တော်လေးစိတ်ထိခိုက်သွားတဲ့အချက်တစ်ခုကတော့အခုဆိုရင် လူအများစုသည် ဖုံးကြီးကြောင်းတဲ့နီးရမှာဖျားနဲ့နီးနီးနာနာ နေရမှာကို အတော်လေးကိုကြောက်ရွံ့ဆူထင်နေကြပြီဆိုတဲ့စာကြောင်းပဲဟုတ်ကဲ့အဲ့ဒီအခြေကတော်တော်လေးထိမိပါတယ် တကယ်တော့ဒါကပြောင်းပြန်ဖြစ်ရမှာလေဘာသာရေးအဆောင်အဦတွေဆိုတာလူတွေအတွက်ကြီးညိုပွဲအေးချမ်းပြီးလုံခြုံမှုပေးတဲ့နေရာဖြစ်ရမှာ အခုတော့လူတွေကကြောက်နေရပြီဆိုတော့ဒီပြဿနာဘလောက်အထိဆိုးရွားနေပြီလဲဆိုတာကိုအထင်ရှားဆုံးပြလိုက်တာပဲလို့ကျွန်တော်မြင်တာဟုတ်ပါတယ်ဒီလိုဘာသာရေးအမိခံအတာကြောင့်သာဆိုရင်သူ့ရဲ့အကျိုးဆက်ကိုခံစားရတဲ့သူတွေကတော့ပတ်ဝန်းကျင်ကလူတွေပဲထင်မှာပေါ့ ဒီဆူညာမှုတွေကသူတို့ဘဝကိုဘလောက်အထိထိခိုက်စေတယ်ဆိုတာကိုစောင်းမမှာတိတိကျကျဖော်ပြထားတယ်နော်ဟုတ်ကဲ့စောင်းမထဲမှာဒဏ်ခံရဆုံးသူတွေအဖြစ်အုပ်စုသုံးစုကိုအတ္တိကျစည်ရင်းပြုစုတင်ပြထားပါတယ်အဲ့ဒီအချိန်မှာပထမဆုံးကတက်ကြီးရွယ်ဦးတွေဟွန်းဒုတိယကနာမကျန်းဖြစ်နေသူတွေ တတိယကတော့အေးအေးချမ်းချမ်းအနားယူခြင်းတဲ့သူတွေဥပမာစာချက်နေတဲ့ចောင်းသားတွေအိမ်မှာလှုပ်လှုပ်နေတဲ့သူတွေပေါ့ဟုတ်ကဲ့အထူးသဖြင့်တက်ကြီးရွယ်အိုဒီနဲ့လူမမာတွေအပေါ်မှာကျောင်းမရေးဆိုင်ရာတက်ရောက်မှုတွေရှိတယ်ဆိုတာကိုစောင်းပါကထောက်ပြထားတယ်အသက်ကြီးလာတဲ့အခါအာယုံကြောတွေကပိုပြီးနှုတ်နယ်လာတယ်လေဟုတ်ပါတယ်အဲ့ဒီအချိန်မှာမမျော်လင့်ပဲထွက်ပေါ်လာတဲ့ကြယ်လောင်တဲ့ဆူညံတန်းတွေကသူတို့အတွက်စိတ်ဖြည့်ဆည်းမှု stress အိမ်မပျော်တာ insomnia နဲ့တွေးတိုးလိုမျိုးတခြားကြားမှာအပြဿနာတွေကို direct ဖြစ်စေနိုင်တယ်လို့ရှင်းပြထားတယ်။ဒါကတော်တော်လေးကိုဆိုးရွားတဲ့အကျိုးဆက်ပဲ။ဟုတ်တယ်။ဒါဟာမေတ္တာကရုဏာတရားကိုအခြေခံပါတယ်ဆိုတော့ဘာသာတရားတစ်ခုရဲ့အစုံးမနဲ့လုံးဝကိုစန့်ကျင်နေတဲ့လုံရဖြစ်တယ်လို့ဆိုလိုတာပါ။ဒီနေရာမှာဆောင်းမရှင်ကလက်တွေ့ကျတဲ့ဖြစ်တစ်ခုကိုလည်းအကြံပြုထားတာတဘောချမိတယ်။သူကလုံးဝမဖွင့်ရဘူးလို့အစွန်းရောက်တမိတာမောပဲနှစ်ဦးနှစ်ဖက်အဆင်ပြေစေမယ့်အကြံပြန်ပေးထားတယ်။ဟုတ်ကဲ့ဘလို့အကြံပြုထားတယ်လဲ။ဥပမာ ဥပုနဲ့အကြောင်းအတိပေးခြင်းတယ်တရားဟောခြင်းတယ်ဆိုရင်တော့ခဏတပြို့10မိနစ်လောက်အတိပေးလိုက်ရင်လုံလောက်ပြီလို့ဆိုထားတယ်။ဒါဟာတော်တော်လေးကိုကြိုးကြောက်စီလျော်တဲ့အကြံပြုချက်ပဲ။ဟုတ်ကဲ့။အဲ့ဒီလိုကြိုးကြောက်စီလျော်တဲ့အကြံပြုချက်ရှိယူတာနဲ့လက်တွေ့မှာဘလို့နိုင်ပေါင်းများစွာဖွင့်နေကြတယ်လဲဆိုတော့ကိုဆက်ပြီးစမ်းစစ်ထားတယ်။ဟုတ်။ဆောင်းမားမှာတွန်းဖားတဲ့စကလုံးအတိုင်းပြောရရင်ညာကဖျားကဖွင့်တာပဲကုတော်ရတယ်လို့လို့တာဖြစ်ဘာဖြစ်လဲဆိုတော့လူဘဝတီစိတ်တတ်ကြောင်လူဖော်ပြထားတယ်။อืม လူပါဝတဲ့စိတ်ဓာတ်ဟုတ်တယ်ဒီလိုရထာတူတပားရဲ့ကိုယ့်အမကိုညင်းချမ်းစွာနေထိုင်ခွင့်ဆိုတဲ့အခြေခံခွင့်ရေးကိုအဓမ္မကျူးကျော်တာဖြစ်တယ်လို့ဆောင်းမရှင်ကတုံတက်ထားပါဗျ။ကောင်းပါပြီ။ပြစ်တနာရဲ့သဘောတဘာဝနောက်ွယ်ကစိတ်ဓာတ်နဲ့လူသူဘဝတည်ရောက်မှုတွေကိုဆွေးနွေးပြီးပြီဆိုတော့အဖြေရှာရေးနဲ့တာဝန်ယူမှုအပိုင်းကိုဆက်သွားကြည့်ကြရအောင်။ဟုတ်ကဲ့။ဆောင်းမမဒီပြောနာဟာတရနေ့ရက်ကိစ္စမဟုတ်ပဲ။နှစ်ရှည်လာမြအမစ်တွေနေတာထွလို့အဖွဲ့အစည်းဆိုင်ရာကိန်းတွဲဖြေရှင်းမှုလိုအပ်တယ်လို့ အတိအလင်းတောင်းဆိုထားတယ်။ဟုတ်ကဲ့။ဆောင်းမရှင်ကတောင်းရှိတဲ့အဖွဲ့အစည်းကို direct ပဲမိခွန်းထုတ်ထားတယ်။အဲ့ဒီကတောင်းရှိတယ်လို့သူယူဆတဲ့တန်တရာရေးဝန်ကြီးဌာနကိုယူညွန်းပြီးဒီတိုင်းပဲလက်ပိုက်ကြည့်နေတော့မှလားဆိုပြီးတည့်တည့်မေးထားတာ။အာဒါကတော်တော်လေးတိုက်ရိုက်ကြတယ်မိခွန်းထုတ်မှုပဲ။ဟုတ်ပါတယ်။ဒါဟာအေးအေးဆောင်ရွက်မှုတစ်ခုခုကိုအမြန်ဆုံးမျှော်လင့်နေတဲ့လေတံနဲ့တိုက်တွန်းထားတာဖြစ်ပါတယ်။ဒါဆိုရင်တန်တရာရေးဝန်ကြီးဌာနက ဘာတွေလူပေးနိုင်မလဲလို့ဆောင်းမရှင်ကမျောလင့်ထားတာ ਨੇ ဒီပြဿနာကိုဆောင်းမရှင်ကဘာသာရေးကိစ္စသက်သက်လို့မမြင်ဘူးဒါဟာဘာသာရေးနဲ့လော်ကီရေးပေါင်းစပ်နေတဲ့ပြဿနာ public nuisance လို့ခေါ်တဲ့လူလူကိုအနှောက်ယှက်ပေးမှုပြဿနာအဖြစ်ရှုမြင်ပုံရတယ်ဟမ်ဟုတ်တယ်ဒါကြောင့်အစိုးရအနေနဲ့အတန်ချက်ဆက်အသုံးပြုမှုနဲ့ပတ်သက်ပြီးရှင်းလင်းတဲ့စီမင်းစည်းကမ်းတွေဥပမာအတန်အခြေဘလောက်ထိခွင့်ပြုတယ်ဘယ်အခြေအနေမှာခွင့်ခွင့်ရှိတယ်ဆိုတာမျိုးကိုတိတိကျသတ်မှတ်ပေးဖို့လိုတယ်ဟုတ်ကဲ့ ီးတော့ဘာသာရေးကိုအကြောင်းပြောပြီးဒီစည်းကမ်းတွေကိုချိုးဖောက်ကလူလူကိုအနောက်ရှက်ပေးတဲ့လောက်ရက်တွေကိုထိထိရောက်ရောက်တားဆီးအေးရင်ဖို့တာဝန်ရှိတယ်လို့တိုက်တွန်းထားပါတယ်။ဒါကဘာသာရေးလွတ်လပ်ခွင့်ဆိုတာသူတစ်ပါးကိုဒုက္ခပေးပိုက်ခွင့်မဟုတ်ဘူးဆိုတဲ့အချက်ကိုမိမောင်းထိုးပြခြင်းတဲ့သဘောပါပဲနော်။အတိအကျပါပဲ။အဲ့ဒီချက်ကိုပဲသူကအဓိကထားပြောချင်တာ။ဒါဆိုရင်ဒီအချက်တွေအားလုံးကပါကိုဆိုလို့နေတာလေ။ဆောင်းပါတဲ့ဘုလုံးရဲ့အဓိကသတင်းစကားကိုအနစ်ချုပ်ကြည့်အောင်။အဓိကအချက်ကတော့လေ ဘုဒ္ဓဘာသာရဲ့အနိတ္တယဖြစ်တဲ့တိစိတ်ခြင်းငြိမ်းချမ်းခြင်းဒုတပအပေါ်ကရုဏာထားခြင်းဆိုတဲ့တရားတွေကိုလက်တွေ့မှာလက်လူရှုပြီးတော့အင်းတန်ဆူညာမှုကိုလက်နဲ့တစ်ခုလိုအပြောင်းပြုနေကြခြင်းဟာဘာသာတရားရဲ့ပုံရိပ်ကိုအကြီးအကျယ်ထိတ်ခိုက်စေတယ်ဆိုတာပါပဲစောင်းပါရဲ့ဤကုံချုပ်မှာတော်တော်လေးထိမိတဲ့စကားတစ်ခုနဲ့အဆုံးသတ်ထားတယ်အဲ့ဒါကတော့မြတ်စွာဘုရားရဲ့တိစိတ်ငြိမ်းတဲ့ခြင်းတရားတော်ကိုလိုက်နာသူများလို့ကိုကိုကိုတတ်မှတ်ထားပြီး ပဝန်ကျင်ကိုစူညံတန်နေတဲ့နေဆက်နေခြင်းဟာဟုတ်ကဲ့တခြားဘာသာဝင်တွေကဗောဓဘာသာရဲ့တိခါကိုခြားနေတာမဟုတ်ပဲမိမိတို့ကိုယ်တိုင်ဖြစ်စည်းနေခြင်းဖြစ်တယ်လို့ဆိုထားတယ်။อืมအဲ့ဒီစကားကတော်တော်လေးကိုအတိတ်ပဲလေးနဲ့ပါတယ်။ကိုလိုရကကိုဘာသာရဲ့ပုံရင်ကိုဖြစ်စည်းနေတယ်ဆိုတဲ့စကားကတော်တော်လေးစဉ်းစားစရာပဲ။ဟုတ်ပါတယ်။ ဆုံးမရဲ့နောက်ဆုံးတိုက်တွန်းချက်ကလည်းအဲ့ဒီအချက်ကိုပဲထပ်ပြီးအားဖြည့်ပေးပါတယ်။ဗုဒ္ဓဘာသာမှာအင်မတန်တန်ဖိုးထားတဲ့တရားနှစ်ပါးဖြစ်တဲ့ဟီရီနဲ့အုတ်တပ်ပတ်ကိုရှေ့တန်းတင်တဲ့ဘာသာဝင်ကြီးအနေနဲ့ကိုလောက်ရကီကိုပြန်ဆန်းစစ်ဖို့တိုက်တွန်းထားတယ်။ဟီရီနဲ့အုတ်တပ်ပတ်ဟုတ်ကဲ့ဟီရီဆိုတာမကောင်းမှုလောက်ရမှာကိုရှစ်တဆိတ်အုတ်တပ်ပတ်ဆိုတာမပေါင်းမှုရဲ့အကျိုးဆက်ကိုကြောက်တဲ့စိတ်ပေါ့ဒီတရားနှစ်ပါးကိုလက်ကင်ထားမယ်ဆိုရင်ကိုယ့်ရဲ့ကုတုလို ထင်တဲ့လောက်ရကသူတပားကြအကုတုထိစေပြီး ဘာသာရအပေါ်မှာအမြင်ဆောင်သွားစင်နိုင်ယူရှာသွားစင်နိုင်တယ်ဆိုတာကိုတတိပြုမိလာမယ်လို့စောင်းပါရှင်ကနှိုးဆော်ထားပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ Silence Broken စောင်းပါကနေတော်တော်လေးနဲ့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 အတွင်းညီရခဲ့ကြမယ်လို့မျှော်လင့်ပါတယ်နောက်ဆုံးအနေနဲ့နားထောင်သူတွေအတွက်ဆက်လက်စဉ်းစားစရာအတွေ့တစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်ဟုတ်ကဲ့ကောင်းပါတယ်ဒီစောင်းပါကအတန်ချဲစက်ကလာရဲ့ဆူညာန်တန်ကိုအတိကထားဆွေးနွေးထားတာပေါ့လေဒါကကျွန်တော်တို့ကို ပိုကျယ်ပြန့်တဲ့မိခွန်းတစ်ခုစီကိုဦးတည်သွားစေပါရဲ့ဘာသာတရားတစ်ခုကိုဂုံပြုဖို့ဓမ္မမဟုတ်သာသနာပြုဖို့ရည်ရွယ်ထားတဲ့တခြားသောမျက်မှောက်ခေကျင့်တုံးမှုတွေထဲမှာအဲ့ဒီဘာသာတရားရဲ့မူလအနစ်တာရခေတဲ့ငင်းချမ်းရည်နဲ့တူတပါအပေါ်စာနာမှုဆိုတဲ့အခြေခံတရားတွေနဲ့မရည်ရွယ်ပဲဆန့်ကျင်နေတာမျိုးတွေကရှိနေနိုင်သေးသလားဟွန်းစိတ်ဝင်စားစရာမေးခွန်းပါပဲဒါကဘလို့တတိပြုမိပြီးပြုပြင်နိုင်ကြမလဲဆိုတော့ကိုဆက်ပြီးစဉ်းစားစရာဖြစ်ထားခဲ့ခြင်းပါတယ်